တဲ့အခါမှာရေပြင်ပေါ်မှာလေသင်္ဘောကြီးတစင်းတွေ့တယ်။သင်္ဘောကြီးတစင်းတွေ့တယ်။အဲ့ဒီသင်္ဘောကြီးတစင်းတွေ့တဲ့အခါကျတော့အစာအဖြစ်အဲ့ဒီသင်္ဘောကိုမျိုးဖို့သူသွားတယ်။ငါးကြီးတွေအဲ့လောက်ထီအောင်ကြီးတယ်။အဲ့ဒီသင်္ဘောကြီးကိုမျိုးဖို့ဆိုပြီးသင်္ဘောအနည်းကိုချင်းကပ်လိုက်တယ်တဲ့။အဲ့လိုချင်းကပ်တဲ့အခါမှာသူချင်းကပ်လိုက်တဲ့အခါမှာ သင်္ဘောပေါ်မှာပါတဲ့ဒူရီဟာအလွန်ကြီးတဲ့ငါးကြီးကိုမြင်ရမှာပေါ့အလွန်ကြီးတယ်ဆိုအလွန်လဲကြောက်စရာကောင်းတယ်သူတို့သင်္ဘောတဲ့အစာပေါင်းများစွာကြီးတဲ့ငါးကြီးကောင်းသူတို့လာရောက်လာပြီဆိုရင်သူတို့အနေရကိုကြောက်ကြမှာပဲပေါ့ဒိတ်တဝမန်ဝါနိစာဘီတာဗုဒ္ဓတိထံမနုဿရာဂေါရမောတိမဟာဂောတံ ုတ်တော်တေဟိဥဒရိတ်တာနော်အဲ့တော့ဒီငါးကြီးကတင်မောကြီးနာချင်းကလာတဲ့အခါအားလုံးကမြင်လိုက်ကြတဲ့အခါမှာပင်လေထဲမှာကုံရောင်းကုံဝဲဖြစ်သွားကြတဲ့တင်မောကုံသေးတွေဟာကြောက်လိုက်ကြတာကြောက်လိုက်လို့អော်ကြတယ်ထဲမှာဗုဒ္ဓတិដ្ឋံမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ဂေါရမဖရာကယ်တော်မူပါလို့ဆိုអော်ကြတဲ့ နော်ဂေါတမဘုရားကယ်တော်မူပါလို့ဆိုပြီးអော်လိုက်တဲ့အခါမှာသူဟာအဲ့ဒီအတန်ကိုနားထဲမှာသွားကြားလိုက်တယ်ငါးကြီးကနားထဲမှာကြားလိုက်ဂေါတမဘုရားကယ်တော်မူပါဆိုတဲ့အတန်ကြီးကိုကြားလိုက်တဲ့အခါပုပ္ပတ်သင်ညာသရိတ်တဝါတတော်ကာလင်ကတော်အဟံဂေါတမဘုရားလို့ကြားလိုက်တဲ့အခါမှာသူဒီအတန်ကိုဘယ်တော့မှကြားခဲ့တော့ဆိုတော့ဒီပင်ကရာမြတ်စွာဘုရားကနေပြီးတော့သူ့မိသားရဲ့တဲ့ကိုပြလိုက်ပြီးတဲ့အခါ ေးလေးတင်ချီတဲ့ကမ္ဘာတသိန်းလွန်ရောက်တဲ့အခါမှာဂေါရမဖရာပွင့်လိုက်ပဲဆိုတဲ့အဲ့ဒီအတန်လေးကနားထဲမှာပျောက်မသွားဘူးလေးတင်ချီနဲ့ကမ္ဘာတသိန်းတက်ကနေကြားခဲ့တဲ့အတန်လေးပြန်ကြားလိုက်တာအဲ့ကြောင့်လေးတင်ချီနဲ့ကမ္ဘာတသိန်းကြာမှ ပြန်ကြားတဲ့အတန်လေးဂေါရမဖရာကဲတော်မူပါလို့ဆိုတဲ့အတန်ကြားလိုက်တော့ဗျာဒိတ်ပွဲမှာသူကြားခဲ့တဲ့ဂေါရမဆိုတဲ့စကားလုံးလေးကိုသူ့နားထဲမှာပြန်ရောက်သွားတယ်နော် အဲ့ဒီမှာပုပ္ပတင်ညာသရိတ်တဝါနာယခင်တုန်းကခေါင်းထဲမှာမှတ်မိနေတာလေးကပြန်ပေါ်လာတယ်ပြန်ပေါ်လာတော့ဩဃောရမဖုရားဃောရမဖုရားငါကြီးရဲ့ခေါင်းထဲမှာဒီအတန်လေးကရောက်သွားတယ်သူကြားဘူးတဲ့အတန်လုံးလုံးသူစဉ်းစားပြီးတော့နောက်ဆုံးမှာအဲ့ဒီငါကြီးဟာတင်မောကြီးကိုဒုက္ခမပေးဘဲနဲ့သူဟာသူ့နေရာပြန်ပြီးတော့သွားရင်ကနေဒီအတန်လေးကိုပဲအာရုံပြုပြီး ငါးကြီးကတေသွားတယ်။ပင်လယ်ထဲမှာငါးကြီးကတေဆုံးသွားတော့ဘယ်ရောက်သွားတော့ဆိုတာဝဋ္ဌိယကုလီတုတ်တိအဲ့ချင်းဇာတော်ပြမနဇာတိ။တာဝဋ္ဌိမျိုးက အမျိုးပေါင်းသားပြမနမျိုးထဲမှာသွားပြီးတော့သူလူသွားဖြစ်ပြန်။ကြည့်ဂေါရမဆိုတဲ့အတန်လေးကိုသူမှတ်မိနေပြီဒါတည်းကိုခေါင်းထဲကမထွက်တော့ဂေါရမဖရာကဲတော်မူပါဆိုတဲ့အတန်လေးကိုသူက ယခင်တုန်းကလည်းဒီဂေါရမဘုရားဖြစ်လိမ့်မယ်ဆိုတဲ့ဒီအတန်ကြားဘူးတယ်ဆိုတဲ့အစွဲလမ်းလေးခေါင်းထဲမှာပြန်ဝင်လာတယ်အဗိဓမ္မဒါတတိထားစရာကောင်းတယ်ဒါကြောင့်မလို့တရားဓမ္မတွေနာယူမှတ်သားလိုက်ပြီးတော့စိတ်ထဲမှာစွဲသွားလို့ရှိရင်ဒါဟာခိတ္တခဏပျောက်ွယ်မေ့လျော့နေတော်လဲပဲတနေ့တစ်ချိန်ကျတော့ပြန်ပေါ်လာတတ်တယ်ဒီဟာနော်ခေါင်းထဲရောက်ပြီးတဲ့အရာတစ်ခုဟာ တနေ့တစ်ချိန်ကျရင်ဒီအတန်မျိုးကြားလိုက်ရင်ပြန်ပေါ်လာတတ်တယ်ပေါ့ပြန်ပေါ်လာတတ်တယ်ဒါကြောင့်မို့ပစ္စက်ကပုံနာဇနီးမောင်နာနှစ်ယောက်ကာသဝဘုရားလက်ထက်တုန်းကကာသဝဘုရားက အမြဲတမ်းဟောတယ်လူဆိုတာမရှိဘူးယုံနေတာနှစ်မျိုးသာရှိတယ်နာမရူပနာမရူပံအနိစ္စံဒုက္ခအနတ္တာနဲ့ဟောခဲ့ အဲ့ဒီကသဗ္ဗဗျာကနာမရူပံဆိုတာတွေဟောခဲ့တာသူတို့နားထဲမှာကြားခဲ့ရတယ်နားယူဝနေတယ်အတန်လေးဟာဂေါရမဗျာလက်ထက်ရောက်တဲ့သဗ္ဗတောနာမရူပတမေယတနတ္ထိမမယိတံအေးနာမရူပဆိုတဲ့နာယုံမျိုးပေါ်မှာလုံးဝတွေ့တာမှုတွေပျောက်သွားမယ်ဆိုရင်ဒီလိုဆိုလို့လုံးဝတွေ့တာမှုတွေပျောက်သွားမယ်သဗ္ဗတောနာမရူပတမေနတ္ထိယတနတ္ထိမမယိတံ အဲ့ဒါဒီပြောက်သွားတဲ့ပုံကတကယ်ကိုမြင့်မြတ်တဲ့ဖြစ်မနာပဲလို့မြတ်စွာဘုရားဟောတဲ့အတန်လေးကိုကြားလိုက်တဲ့အခါသူတို့ဟာတရားတို့တရားမြတ်ရသွားကြားဘူးတဲ့စကလုံးလေးဟာတန်ဖိုးရှိလာတယ်ပေါ့ဒါဖို့တန်ဖိုးရှိလာတဲ့စကလုံးလေးကိုကိုယ့်ရင်ထဲမှာသူမိသိ